နောက်ထပ်တရားခွင်ရုပ်အလောင်းနှလောင်းကိုအစ္စရေးစီပြန်လည်လွှတ်အပ်ပေးကလေးလို့ဟာမတ်စ် ပြောက်ကြားတွေကပြောပါတယ်။ဂါဇာကမ်းမြောင်ဒေသအနက်မှာအစ္စရေးရဲ့လေကြောင်းတပ်ခန့်တွေကြောင့်အပြစ်ရသဘောတူညီမှုလွတ်လပ်ခက်ခဲဖြစ်ခဲ့ပြီးနောက်တနေ့မှာဟာမတ်စ်ကအခုလိုကြေညာခဲ့တာပါ။အစ္စရေးကအဲ့ဒီတပ်ခန့်တွေဟာဟာမတ်စ်ဘက်ကအရင်ရန်ဆလို့တုတ်ပြန်ခဲ့တာလို့စစ်ဆဲပေမဲ့ဟာမတ်စ်ကညှင်းဆိုခဲ့တယ်လို့အမေရိကန်ဆိုရဥဆောင်ပြီးဂျောင်းဝင်ဆေးဆက်ပေးထားတဲ့အပြစ်ရသဘောတူညီမှုကိုအပြစ်အဝအလေးစားလိုက်နာစေလို့တုတ်ပြန်ထားပါတယ်။ အော်တိုဘာ30ရက်နေ့မှာတော့ဟာမတ်ကနောက်ထပ်တရားခံအလောင်းနှလောင်းကိုအစ္စရေးစီလွှတ်အပ်ပေးကြောင်းကြေညာခဲ့ပြီးအစ္စရေးဝန်ကြီးချုပ်ယုံကလည်းအဲ့ဒီကိစ္စကိုအတည်ပြုခဲ့ပါတယ်။ဂါဇာမှာကြက်ချင်းဒီအဖွဲ့ကလက်ခံယူပေးခဲ့တဲ့အလောင်းတွေကိုအစ္စရေးစီပြန်သေးပြီး DNA စစ်ဆေးအတည်ပြုမှုတွေလုပ်ဆောင်သွားမယ်လို့ဝန်ကြီးချုပ်ယုံကကြေညာခဲ့တာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကျောင်းဝင်ညှိနှိုင်းပေးထားတဲ့အပြည့်ရသဘောတူညီမှုအရဟာမတ်ဟာဖမ်းဆီးထားတဲ့တရားခံတွေအားလုံးကိုပြန်လွှတ်ပေးဖို့ထိန်းသိမ်းထားခြင်းအတော်အတွင်းတည်ဆုံသွားတဲ့ တစားခံရုပ်အလောင်းတွေကိုလွှဲပြောင်းပေးဖို့ကတိပြုထားပါတယ်။ဟာမတ်စ်ဟာအစ္စရေးတစားခံအယောက်20ကိုပြန်လွှတ်ပေးပြီးရုပ်အလောင်း28လောင်းတွေကအခုနောက်ဆုံး2လောင်းအပေါင်းဝင်အလောင်း18လောင်းကိုအစ္စရေးစီပြန်လည်ပေးအပ်ထားပြီဖြစ်ပါတယ်။ဒါပေမဲ့နောက်ထပ်အလောင်းတွေကအစ္စရေးတက်ခတ်မှုကြောင့်ပျို့ချနေတဲ့အဆောက်အုံအပြက်စီးတွေအောက်မှာပိတ်မိနေပြီးရှာတွေ့ဖို့ခက်ခဲနေကြောင်းဟာမတ်စ်ကပြောပါတယ်။တစ်ဖက်မှာတော့အစ္စရေးကအပြည့်ရသဘောတူညီမှုမှာပါတဲ့အတိုင်းအလောင်းတွေကိုပြန်ရှာပေးဖို့ဟာမတ်စ်ကိုဒရက်ဆက်ဖိအားပေးနေပါတယ်။ လေလာသူတွေကတော့တရားခံရုပ်အလောင်းတွေပြန်လွှဲပေးဖို့ဟောင်းမတ်ဘက်ကနှောင့်နှေးနေရတာဟောထရမ့်ရဲ့ဂါဇာငြိမ်းချမ်းရေးအစီအမံကိုနောက်တစ်ဆင့်တက်ဖို့အဓိကအခက်အခဲဖြစ်နေတယ်လို့သုံးသပ်ထားပါတယ်အစ်စရေးကတော့ဟောင်းမတ်ဟာလက်ကျန်တရားခံအလောင်းတွေကိုလွှဲပြောင်းပေးရေးကိစ္စမှာအရန်နှိကွေးနေတယ်လို့ဆက်ဆဲခဲ့ပါတယ်ဟောင်းမတ်ကတော့ဒီကိစ္စကိုအစွမ်းကုန်အားထုတ်နေကြောင်းအခိုင်အမာပြောပြီးအချိန်ထက်လို့တယ်လို့တုံ့ပြန်ထားပါတယ်ရှင်